ယာနေ့အစအဆုံးလျှို့ဝှက်ချက်အဲလျှို့ဝှက်ချက်ဆိုတာကပြောပြလိုက်ရင်လျှို့ဝှက်ချက်မဟုတ်တော့ဘူးဗျာဒါပေမဲ့ဘာကြောင့်ပြောပြချင်တာလဲပတ်စံနေအကုန်လုံးက YouTube ကပေးနေတာဗျာကျွန်တော်အိတ်ထဲထုတ်ပေးနေရတယ်မဟုတ် YouTube မှာ zero subscriber နေတလအတွင်းမှာအခု 10k အခုလို့ချိန်ချုပ်နေတဲ့ break တည်းအခုချိန်ချုပ်နေမိတ်ဆွေတငယ်ချင်းညီကိုမောင်နှမတွေကိုကျွန်တော်ဘလို့ရအောင်လုပ်ခဲ့ရလဲဆိုတဲ့လျှို့ဝှက်ချက်နောက်တစ်ခုက YouTube ကနေပတ်စံဝင်နေပြီအော်ဒီဗီဒီယိုထဲမှာဘာတွေပါမှာလဲဆိုရင် အပိုင်း1အဲနံပါတ်1ကကျွန်တော်ဒီ next chapter youtube channel ကြီးကိုကျွန်တော်လွန်ခဲ့တဲ့၄ရက်နေရပါတော့အရင်လ၄ရက်နေရနေအခုချိန်ထိဘယ်ဘာအခြေအနေတွေဘယ်လိုရောက်ခဲ့လဲဆိုတော့ review ပေါ့ဗျာနံပါတ်1ကျွန်တော်အခုတလားကြော်ကြာမှာပတ်စံဘယ်လောက်ရနေပြီလဲဆိုတော့ဟာနောက်တစ်ခါအဲ့ပတ်စံတွေကိုကျွန်တော်ဘယ်လိုတုံးပြီးတော့ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲနောက်တစ်ခုကတော့0ဗျာသူများတွေ Gmail account တော့မရှိကြသေးဘူး အပေးကနေစလို့ရမလဲဖုန်းနဲ့တူတွေကွန်ပျူတာနဲ့တူတွေပြီးကျွန်တော်ဘယ်လိုလုပ်တာလဲဆိုတဲ့ပုံစံလေးတွေအကုန်လုံးကျွန်တော် step by step တစ်ဆင့်ချင်းစီ0နဲ့ကျွန်တော်ပြန်လိုက်ပြီးတော့လုပ်ပြပေးမယ်ပြောရရင်အဲ့အနောက်မှာ target audience အကြောင်းကျွန်တော်ရှင်းပြပေးမယ်နောက်ဆုံးတစ်ခုကဒီ video ဒီလိုပုံစံဒီလောက်အရေးသွေးလောက်ကိုပေါ့ဗျာကျွန်တော်ဘာတွေနဲ့လုပ်တာလဲဘာ tools တွေနဲ့လုပ်တာလဲဒီ next chapter channel ကိုကျွန်တော်ကကလာအတွင်းမှာအဲ subscriber thank you ရောက်တယ်ပေါ့ဗျာမသိရင်တော့ဟိုဆရာကြီးလိုလိုဘာလိုလိုနဲ့မြန်မာနိုင်ငံမှာပဲပထမဆုံး အငိမ်နဲ့ YouTube channel ကိုစလုပ်ပြီးတော့ 10k ကိုအမြန်ဆုံးရောက်တဲ့ကောင်းလို့လို့ပါလို့လဲမဟုတ်ဘူးကျွန်တော်အရှိရ Grand Target ကညာ channel တွေအများကြီးရှိတယ် Facebook ကဟာတွေအများကြီးရှိတယ်အဲကျွန်တော်သက်သေပြဒီမှာကြည့်ကြည့်ဒါလေးဆိုကျွန်တော် share လုံးလို့ private ပြန်လုပ်လိုက်တာပေါ့နော်။ဘာလို့လုံးဝမသိဘူးကျွန်တော် guitar တွေတော့တီးတာပေါ့နော်။ဒါလေးဆိုရင်ကျွန်တော်2017အမ်ဆိုပါဘူးနော်။တချို့ video လေးတွေဒီကောင်ဆို2013က video viewer အလုံးပေါ့8ယောက်ပဲရှိရယ်။အဲကျွန်တော် share တီးထားပါပေါ့နော်။ တော်တချင်းနေပါကျွန်တော်ဆူလိုက်သေးတယ်ဗျာဒါကတော့ view ကဒီမှာ28ယောက်ပဲရတာเนาะအဲကျွန်တော်အဲ့ဒီတော့ကဘာကြောင့်နေလွဲတာလဲကျွန်တော်တမ်နီလည်းမကောင်းဒါလားကျွန်တော်ထိုင်နီးတို့ထာနီးတို့ကျွန်တော်ကော်ဖီတောင်းနီးတို့အဲ့ဒါလည်းကျွန်တော်တင်နေသေးလားကျွန်တော်ပေါက်ကြရနေเนาะကျွန်တော်လျှောက်တင်နေ site ကိုလည်းရှိုးတာအောင်เนาะဒါ2000နဲ့17 17ကလေးကနေစပြီးတော့လောက်လာခဲ့တယ်ပေါက်ကြရတာ တခုမှမအောင်မြင်တခါမှလည်းအဲ့လိုကျွန်တော်အဖက်လုပ်ပြီးတော့ကြည့်တဲ့လူတွေမရှိဘူးဗျာကျွန်တော်ကလွဲတဲ့အချက်တွေရှိတယ်ဒါပေမဲ့အခုမှတဲ့ပါတဲ့အချက်တွေရှိတယ်အဲ့ဒါဘာလဲဆိုခုနကျွန်တော်ဥမာပြောတယ်တမ်နေတို့စတင်လောက်တာတို့ဒီကကျွန်တော်ပေးတဲ့ content ရဲ့အရည်သွေးတို့ quality တို့ပေါ့ဗျာ။ကိုနေ review နော်။မင်းကျွန်တော် follower 60ရှိတယ်။အချင်တော့မဟုတ်ဘူး။သူတင်နေတဲ့ငကားတကောင်ဝင်ပုခံထားရတယ်။တနာစရာအမျိုးသမီးတို့ကျွန်တော်ယူဆပါရယ်။ဒီနေရာမှာလူကြီးမင်းတို့သတိပြုရမှာငကားတွေကအထီးတွေကိုပါဝင်ပုလာပြီဖြစ်ပါလေ။အဲလဲတည်ငိမ့်နေပြီးတော့ နာကျင်အောင်စုငကားရိုင်းလို့ကြည်ဆိုတာဒါမျိုးပြောတာဖြစ်ပါတယ်ဒါကဟုတ်ရှောက်လို့ဖို့မရှင်းနဲ့လို့ပြောတာကျွန်တော်ပထမဆုံးအရှိတော်ဟာဆိုရင်ကျွန်တော်ဘာဖြစ်လို့အဲကိုနေရီဗျူးတွေဘာတွေကိုလုပ်လဲဆိုတော့ကျွန်တော်မျက်နှာကြီးကိုချပြဖို့ကျွန်တော်ရှက်တယ်ဗျာချာချက်တစ်ခုကတော့တခါတည်းနဲ့ဘယ်တော့မှတမဲတဲ့နဲ့အောင်မြင်တာမရှိဘူးခဏခဏကြာချုံတာပဲ page တွေခဏခဏကြာချုံနေ YouTube ဆိုရင်ကျွန်တော်2017ခုတည်းကကျွန်တော် YouTube မှာနာမည်ကြီးတဲ့ကေတာသမားကြီးဖြစ်နေတာဆရာချက်ကိုလည်းရန်ဘောကြတော့ကျွန်တော်အရန်တီးတာပဲ ဒါပေမဲ့ကျွန်တော်ဖန်တီးပြီးတဲ့ content တွေကသူများအတွက်တန်ဖိုးတစ်ခုဖြစ်မလားဘူး value တစ်ခုဖြစ်မလားဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုကြိုက်တာကိုလုပ်နေတာဟုတ်ကိုတီးကျင်တဲ့တစ်ချောင်းကိုတီးတာဟုတ် trend တော့လည်းမလိုက်ဘူး user ဘက်ကလည်းနားထောင်နေသူဘက်ကလည်းကျွန်တော်မကြည့်ဘူးကျွန်တော်ကျွန်တော်ကျွမ်းတယ်ကျွန်တော်ပြကျင်တယ်ကျွန်တော်အဲ့ဒါပဲကျွန်တော်လုပ်နေကြတာဆိုတော့ကျွန်တော်လွဲနေကြတာအဲ့တော့ဒါတွေအကုန်လုံးကျွန်တော်ပြီးဖိထုတ်လိုက်တယ်ဒီ next chapter မှာကျတော့ကျွန်တော်ရည်ရွယ်ချက်ကရှင်းတယ်အကုန်လုံးကျွန်တော်ကျွန်တော်ရသမျှအကုန်လုံးကျွန်တော်လိုက်ပေးချင်တာကျွန်တော်သိသိများတဲ့အကုန်လုံးကျွန်တော်လိုက်ပြောချင်တာအဲ့ပတ်စံရရင်တော့မှ YouTube ရတဲ့ပတ်စံကိုကျွန်တော်လိုက်ပြီးတော့ပြန်လှူချင်တာဆိုတော့ဒီ next chapter ကျတော့ သူ့ကံနဲ့သူ့ဟာလေးနဲ့နည်းတိုက်ဆိုင်သွားတဲ့ပုံလဲပေါ်ပါတယ်ဗောဗျာဒါပေမဲ့ပထမဆုံး channel တစ်ခုလိုက်လို့ယုံနေမရဘူးဆိုရင်တော့အမေ Mr Beast ကိုလာတော့ကြည့်ပြီးတော့ Mr Beast ကပထမဗီဒီယိုအပုတ်တရားတင်ပြီးမှသူနဲ့စကားလာပြောလို့တော့ပြောတာတရားတစ်ပုတ်ကြာမှစပြီးတော့အဲကြည့်ကြမယ်ဘာကြောင့်လဲဆိုတော့အရှိရတရားမှာခမောင်းကိုကြည့်ရချင်းတည်တယ်ရှိမှမဟုတ်ဘူးလို့ Mr Beast ကပြောခဲ့တာကျွန်တော်ရဲ့ motivation တွေကအဲ့လို YouTuber တကယ်နာမည်ကြီးတဲ့ YouTuber တွေဆီကနေလဲ motivation တွေကျွန်တော်အားရင်လိုက်ယူတယ်ဗောဗျာပထမပင်မရည်ရွယ်ချက်ကကျွန်တော် YouTube channel ထောင်ပြီးတော့ remote job တွေကြောင့်ကျွန်တော်ရှောက်ပြောပြရမယ် ဒုတိယတစ်ချက်က AI လောကယူကျွန်တော်တို့ကပြောင်းလဲလာပြီဗျ AI နဲ့ပတ်သက်ရှာလို့တကယ်ကိုရတယ်အဲ့တော့ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ကမသိတာတွေကိုကျွန်တော်ပြောပြမယ်ပေါ့ဗျာကျွန်တော်ရည်ရွယ်တာနံပါတ်1ကအဲ့ဒါနဲ့နံပါတ်3ကကျွန်တော်စီးပွားရေးအသေးလေးတွေကျွန်တော်မှာ9000တသိန်း2တသိန်းပဲရှိတယ်ဒါပေမဲ့ line money စီးပွားရေးလေးစမ်းလုပ်လို့ရတယ်ကျွန်တော်လုပ်ခဲ့တဲ့ proboostmyanmar.com ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်က like တွေ share တွေ follower service တွေ comment တွေကိုကျွန်တော်ကရောင်းတာအဲ့တော့ အဲ့ဒါဆိုရင်ပတ်စံချင်းတွေကသိန်းခွဲ2သိန်းလောက်နဲ့စခဲ့တာစခဲ့ပေမဲ့နေ့စဉ်အိတ်ထဲဝင်ငွေလေးတော့ရှိတယ်ကျွန်တော်ပြောချင်တဲ့နံပါတ်3မှာကပတ်စံလေးနည်းနည်းပဲရှိတယ်ကျွန်တော်တို့လိုပြဘာမှဟိုဘဝမှာဟိုငွေတဲ့ဘာမှအရင်းနှီးရှိကြတဲ့ကောင်တွေမဟုတ်ဘူးဒါပေမဲ့အဲ့လိုလူမျိုးတွေကကိုယ်ပိုင်စီးပွားရေးတစ်ခုဘယ်လိုစားမလဲအဲ့3ချက်ကိုကျွန်တော်ဘာဖြစ်လို့တည်လဲဆိုတော့စသချင်းမှာနံပါတ်1က remote job တစ်ခုရှင်အိမ်ကနေထိုင်ပြီးအိုးမကွာအိမ်မကွာနဲ့အလုပ်လုပ်လို့ရတယ်အထူးသဖြင့်ကျွန်တော်တို့လိုပေါ့နော်အဲကျွန်တော်နေမကောင်းနဲ့ကျွန်တော်မိဘတွေလိုကျွန်တော်ကိုယ်တိုင်က ဟိုရိုင်နေနေနေကောင်ဆိုတော့အရင်နေထိုင်ပြီးအလုပ်လုပ်ရင်လည်းပတ်စံလေးရနိုင်ရင်ကောင်းတယ်ပေါ့ဒါပေမဲ့အဲ့ဒီကနေဘာဖြစ်လာလဲဆိုတော့ကျွန်တော် YouTube ကနေအော်ပတ်စံရနိုင်ချေရှိချေဆိုတဲ့ပုံစံမျိုးကိုမြင်တော့ YouTube monetization အောင်မလားဆိုပြီးစမ်းကြည့်စမ်းကြည့်နေဒီ next chapter page ကအဲ next chapter YouTube channel က monetization အောင်ရတယ်ဗျာအမှန်တကယ်တော့သူများတွေကိုစမ်းပြပေးနေတာစမ်းပြပေးနေတဲ့အဲ့ဒီကောင် monetization အောင်ရတယ်အောင်ပြီးတော့ essence account နဲ့ချိန်တာပြဿနာတက်တယ် essence account ဆိုကျွန်တော်ခုနအိတ်ထဲကိုပတ်စံဘယ်လိုဝင်မလဲပေါ့နော်အဲ့တော့ချိန်တာပြဿနာတက်နေရဲကာလာမှာကျွန်တော်တင်ငွေချင်းမိတ်ဆွေတယောက်နဲ့ရရပါတယ်အဲ့ကျွန်တော်မိတ်ဆွေတင်ငွေချင်းတွေကအခု monetization အောင်ထားတဲ့လူတွေရှိရင်သူတို့ကူညီပေးလို့ရတယ်အလကားတော့မဟုတ်ဘူးဗျာစိတ်သိမ်း YouTube ကပေးအောင်တော့ကျွန်တော်တို့အိတ်ထဲကို9သိန်းတော့ရောက်ရင်တော့မှအဲ့ဒါလေးရနိုင်ရပဲလीဟုတ်တယ်မလားအဲ့တော့အဲ့ဒီနီလန်းရှိနေနေဆိုတော့ရှာတွေ့တော့အခုကျွန်တော်ကဘာဟုတ်အင်တိုင်းအားတိုင်းနဲ့ပြန်မျှဝေချင်သွားလဲဆိုတော့ဗီဒီယိုလေးတင်ပြီးတော့ပတ်စံရှာနေနိုင်ရင် ကိုပိုင်ဝင်ငွေရနိုင်တဲ့နောက်တစ်ပေါက်နံပါတ်၄ဖြစ်လာတယ်။အဲတော့ youtube.com ကိုကျွန်တော်တွားလိုက်တယ်။ Google Chrome browser နဲ့တွားရပေါ့ဗျာ။အဲမမေ့ရမယ့်ကိစ္စကဒီနားမှာ Google account နဲ့အမြဲတမ်းချိတ်ဆက်ထားတယ်။ဘာကြောင့်လဲ YouTube ကလာတဲ့အရာတွေမှန်သမျှက ကျွန်တော်တို့ Google account ကနေဖန်တီးထားတာမဟုတ်လို့ကျွန်တော်အရှိတ်ဗီဒီယိုမှာပြောပြထားတယ်လीအဲတော့ Gmail ကအဓိကအသက်ပဲအာဒီ channel ဘာဖြစ်နေလဲဆိုတော့ overview ကိုကျွန်တော်တစ်ချက်သွားကြည့်အောင်သွားကြည့်မယ်ဆိုတော့ကျွန်တော်တို့ဘာလို့သွားကြည့်မလဲဆိုရင် channel ပြောရင် dashboard ဆိုတာအကုန်မြင်ရတာပေါ့မြ channel ကဘာဖြစ်နေလဲဘာဖြစ်နေလဲဆိုတော့တို့ဒီမှာအဲကျွန်တော်တို့ရဲ့ဒီက channel လေးတစ်ခုလို့ magazine လေးတစ်ခုလို့ပြောပြတာပေါ့နော် video တွေ main publish လုပ်ထားတာဒီမှာဒီမှာ channel မှာကြည့်ကြည့်အဲလွန်ခဲ့တဲ့28ရက်အတွင်းမှာ1000နဲ့230နဲ့ 6ယောက်အဲဒီမှာဆိုရင်1000တောင်းနဲ့985ယောက် monetization အောင်ပြီးွားရင်ဒီအပေါ်မှာဗာပေါ်လာလဲဆိုတော့ဗျ revenue ဆိုတာပေါ်လာတယ်အဲ့တော့အခုကြည့်ကြည့်အောင်ကျွန်တော်ရဲ့ revenue ဘယ်လောက်ရနေပြီလဲအဒီမှာကြည့်ကြည့်ပတ်စံပေါ်လာပြီနော်20နဲ့ဒေါ်လာနော်20ဒေါ်လာဆိုရင်ကျွန်တော်သသိန်းလေးပဲရနေပြီကြည့်ရှိတယ်မှာတပြားမရဘူးဗျာအရှိတတင်ထားခဲ့တဲ့ဗီဒီယိုတွေနဲ့ပတ်သက်တဲ့များအားလုံးကတပြားမှမရဘူးဒါပေမဲ့ monetization အောင်ပြီးတဲ့နေရာစပြီးတော့ဒီနေ့ကိုအရင်ဒီမှာကြည့်5ဒေါ်လာ၄ဒေါ်လာရတယ်ပေါ့ဗျာ ဘယ်ဗီဒီယိုကပတ်စံအများဆုံးရတယ်ဆိုတော့ကျွန်တော်တို့ကြည့်ကြည့်လို့ရတယ်ဗျာတလား view တစ်ခု RPM ဆိုတာဗျ revenue per minute တင်တယ်1မိနစ်ကြည့်ရှုတဲ့နှောင်းအဲဒီလောက်ဒီလောက်ဆိုရင်ဒီဗီဒီယိုအတွက်ကိုဒီလောက်ပေးတယ်ပေါ့နော်ကွန်တန့်ကိုတော့ကြည့်လိုက်ရင်ကျွန်တော်တို့ဒီမှာတင်ထားခဲ့တဲ့ဗီဒီယိုတွေပါတယ်။ monetization on BYD နားမှာတလိုင်းပေါ်လာရယ်ဗျာ။ဒီဗီဒီယိုမှာကျွန်တော်တို့ကြော်ညာထည့်မိမထည့်ဘူး။ online offline ဆိုတာပါလာတယ်။ဒါလေးဆိုရင်မရဘူးတလား။ဘာကြောင့်မရလဲ။အဲဒီမှာခင်ဗျားခင်ဗျားဘယ်လို original content ဖြစ်နေဖြစ်နေကျွန်တော်နောက်ခွေရသုံးထားတဲ့တီလုံးတွေဒါ အဲ့တရောတန်လीလားဆန်နေရတန်လीလားမသိဘူးကျွန်တော်ကလည်းဟိုဗီဒီယိုလေးကိုဒီမှာမပြင်းအောင်လို့ပေါ့နော်အဲ့လိုထည့်လိုက်တာပေါ့ကြည့်ရှုတဲ့သူတွေမပြင်းအောင်လို့ထည့်ပေးမယ်အဲ့လိုမျိုးဟာတွေကပတ်စံမရအောင်ဒီမှာလည်းကြည့်ကြည့်နော်လုပ်ငန်းတွေဘာလို့မအောင်မြင်တာလဲဆိုတော့အကြောင်းအရာအဲကျွန်တော်ပြောတဲ့ဒီ topic ကိုကြည့်ရတဲ့လူတွေများတယ်အဲ like လေးလည်းများကြတယ်ပေါ့ဗျာ comment လေးလည်းရှိမယ်ထင်တယ်အဲ့တော့မှာများပေးမယ်ပတ်စံမရအောင် AI ဗီဒီယိုကြီးပါတယ်ဒါပေမဲ့ तू ကြတော့ရတယ်နော်နေ့ကလေမာကြီးဟုံအမကြီးဟုံဆိုတော့တမင်နဲ့ကျွန်တော်တမင်စမ်းတင်ထားတာမာကြီးဟုံကလည်း AI ဗီဒီယိုတစ်ခုပဲလေ ပေါက်ကြရီရှောက်လုပ်ထားတာဒါပေမဲ့ तू က monetization ပေးတယ်ဗျာဒီမှာဟောအခုဒီအစိတ်ပိုင်းကိုကျွန်တော်မှရှိတဲ့အရှိအတိုင်းကိုကျွန်တော်ဘာဖြစ်လို့ချပြရတာလဲကျွန်တော်ဘာဖြစ်လို့ရှောက်ပြောပြနေရလဲဆိုတော့ဟိုကျွန်တော်လိုပဲဒီ live လောက်အခု live လုပ်နေတဲ့ channel သမားတွေရှိရဗျာ YouTube ကိုဒါမှမဟုတ်အခုမှ zero ကျွန်တော်အခုခဏနေပြမယ်ဟာတွေအချက်လက်တွေအကုန်လုံးနဲ့ live လုပ်မဲ့သူတွေလည်းရှိတယ်တနည်းနည်းတစ်ချိန်ချင်းဒီနေရာကိုရောက်လာမှာအနည်းနဲ့အမြန်ပဲကွာတာအနည်းနဲ့အမြန်ပဲကွာတော့ကျွန်တော်တို့က AI video မှာ ပတ်စံမရတာမဟုတ်ဘူး copyright တော့တင်ထားတယ်ပတ်စံမရအောင်အော်နောက်တစ်ခုကြောက်စရာမလိုတာဗီဒီယိုဆယ်ဖို့တင်ရင်ဆယ်ဖို့လုံးဝပတ်စံမရတာမဖြစ်နိုင်ဘူး copyright ထိတဲ့ဟာမရဘူးပြောဗျာမမျှော်မှန်းထားတဲ့ဟာပေါ့ AI ဗီဒီယိုဆိုလဲတချို့ဟာကပေးခြင်းပေးမပေးခြင်းမပေးဘူးကျွန်တော်ကဘာဖြစ်လို့ခုန monetization on ထားတဲ့ဟာမှာ AI ဗီဒီယိုရလဲဆိုတော့ AI ဗီဒီယိုတွေကြီးပဲတင်တာထက်ကျွန်တော်ထင်တယ်ဒီဗီဒီယိုငါဒီလိုလုပ်ခဲ့တာဆိုတဲ့ပုံစံမျိုးတင်ကျင်းစီပတ်စံရမှာ အခု22ဒေါ်လာဆိုတာဒါတသိန်းကြီးပါပေါ့ဒါပေမဲ့ကျွန်တော်တို့အိတ်ထဲကိုအိုက်ရတော့အပြည့်ရမှာမဟုတ်ဘူးလုံးဝသိကြတယ်100%သိကြတယ်ကျွန်တော်အိတ်ထဲကိုရောက်ပြီလားဆိုလည်းမရောက်သေးဘူးဒါကတော့သူဟို data ပြနေတဲ့အစင်ပေါ့ဗျာအဲ့ data ကဘယ်မှာပြနေရလဲဆိုရင်ဒီ channel ပေါ်မှာ data ပြနေမင်းခံမှန်းကတော့ပမာဏကတော့တလောက်တလောက်ရနေပြီဒါပေမဲ့ချက်တောင်းလောက်ဝင်လာဘာဖြစ်လဲဗျာ၄000လောက်ကကျွန်တော် subscriber ရေအားလုံးအတွက်ကိုပတ်စံရနေပြီကျွန်တော်ပထမဆုံးမလုပ်ချင်တဲ့လူအောင်စိတ်ကူးထားလဲဆိုကျွန်တော်မင်းညအထိုင်စိတ်ကူးနေအာကျွန်တော်၄000လောက်ရနေပြီဆိုရင် canva အကောင့်နဲ့အကုန်လုံးကျွန်တော် live ဝယ်ပေးခြင်းတယ်ဘာလို့လဲဆိုတော့ canva ကကျွန်တော်ရဲ့အခုဒီ thumbnail လေး video thumbnail လောက်တာတော့တပ်ပုံနောက်ခံဖြောက်တာတော့ပြီးတော့ဗျာ YouTube cover လုပ်မလား Facebook cover လုပ်မလား IG လုပ်မလား TikTok video လုပ်မလား Canva ကအရင်မိုက်တယ်ကျွန်တော်လုပ်နေတဲ့များအားတွေအကုန်လုံးကကျွန်တော် Canva နဲ့လုပ်တာနောက်တတိယလမှာကျွန်တော် ChatGPT အကောင့်တွေဝယ်ပြီးမလားဒါမှမဟုတ် GPT Plus လေအဲ့ဒါတွေဝယ်ပြီးမလားအဲအများကြီးပဲဗျာလက်ဆောင်တွေလုပ်ပြီးလို့ရတဲ့အစီအစဉ်တွေအများကြီးပေါ်လာတာဗျာနောက်နေ့ချိန်ကျရင်ဝင်ငွေရတကယ်ကောင်းတယ်ဆိုရင်ကျွန်တော်တို့ကွန်ပျူတာတွေဝယ်ပြီးတော့ကန်ဆယ်မေးလိုက်ဖောင်းမလားကျွန်တော်အများကြီးစိတ်ကူးထားတယ်နော်ဟုတ်ကဲ့နောက်တစ်ခုက ိုက်ထက်ပုံဝင်ဝင်ကောင်းလာရင်ကျွန်တော်ဘိုးဘွားရိတ်သားရိမိဘမဲ့ကလေးတွေရှိသမျှလူတွေအကုန်လုံးကျွန်တော်တို့လိုက်အလှူပေးလို့ရပြီလက်ထဲမှာဖုန်းတစ်လုံးရှိတဲ့လူတွေရှိမယ်ဗျာဒါကိုကြည့်နေတဲ့အထက်မှာဒါမှမဟုတ်ကွန်ပျူတာတစ်လုံးရှိတဲ့လူတွေရှိမယ်အဲ့ဒီသူတွေက YouTube channel ကိုဘယ်လိုလိုက်ပြီးစမလဲ0ကနေ3ညကနေဘယ်လိုစမလဲဆိုရင်အဲ့ဒါကိုကျွန်တော်အခုပြောပြပေးမယ်ပြောပြမယ်ဆိုတော့နံပါတ်1ကဘာလို့လဲဆိုတော့ကျွန်တော် Gmail လို့ရတယ်။အဲ့ဒါဆိုကျွန်တော် Gmail တော့ဖွင့်အောင်။ Gmail account တကောင်ကိုဘယ်လိုဖွင့်မလဲဆိုရင်ဖုန်းမှာဆိုရင်ဖုန်းက Google Chrome ဆိုတဲ့ browser ကိုသွားလိုက် ကွန်ပျူတာမှာဆိုလေကွန်ပျူတာ browser ကိုတွားလိုက်တာဂျီမီရှိတဲ့သူတွေအတွက်မဟုတ်ဘူးဗျာဂျီမီမရှိတဲ့သူတွေအတွက်တခါတယ်ကျွန်တော်ကလုတ်ပြသွားအဖန်ဒီပြသွားပါဘောနော် browser ဖွင့်လိုက်တာမျိုးကြီးပေါ်တယ်ဗောဗျာဒီမှာ Gmail လိုရဲ့ချင်ဖုန်းမှာလည်းအတူတူပဲเนาะ browser Google Chrome ကိုရအောင်သွားဖွင့်เนาะအဲ Google Chrome ဆိုတာမရှိသေးရင်တော့မှ Play Store ကနေ download ဆိုရယ်ဗျာ အီးမေးလ်ရှိထားပြီးတယ်သူကလေညာဘက်တောက်မှာ @anaza.account ဆိုတာလေးပါတယ်အဲ့ဒါကတော့အီးမေးလ်အစ်စ်ဖန်နေဖို့ပေါ့နော်အီးမေးလ်မရှိထားတဲ့သူကတော့ဘယ်လိုပေါ်လာမလဲဆိုရင် Gmail ဆိုတော့တောင်းအများနဲ့ကျွန်တော်တို့ဒါမျိုးပေါ်တယ်ဒါမျိုးပေါ်ရင်ကျွန်တော်တို့ကကိုယ်မှာအီးမေးလ်ရှိပြီလားဆိုရင်ဒီအီးမေးလ်ကိုရိုက်ထည့်ပြီးတော့ကျွန်တော်ဝင်ရုံပဲကိုယ်မှာအီးမေးလ်မရှိဘူးဆိုရင် create account ဆိုတာကိုနှိပ်လို့ရတယ်အဲ့တော့ဖုန်းမှာလည်းဒီလိုပဲကွန်ပျူတာမှာလည်းဒီလိုပဲ create account ဆိုတာကိုနှိပ်လိုက်ပြီးွားရင် create account နှိပ်ပြီးွားရင် personal အတွက်လားခလီငါ့ရဲ့ခလီအတွက်လားငါ့ရဲ့အလုပ်အတွက်လားဆိုတော့အဲ့မှာဒီမှာကွဲပြားခြားနှက်ကြပါလဲဆိုတော့ဗျာ ဖို့ work or business လို့လောက်ထားလိုက်ကျွန်တော် Google Map ပေါ်မှာသွားပြီးတော့မြေပုံထောက်တာနည်းနည်းပို့လွှဲတယ် Google Business Profile ကြီးကို set up လုပ်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်ကတော့ YouTube အတွက်ဆိုရင် personal ပဲတုံးတယ်အဲ့တော့ for my personal use ဆိုပြီးတော့ကျွန်တော်လုပ်လိုက်တယ်။ကောင်းပါတော့။အဲ့ first name အဆရှင်နဲ့အထက်ပြင်ကောင်းတယ်အမှန်တိုင်းဖြည့်ချင်လိုက်ဖြည့်ပါဗျာ။ဒါမှရဲ့ email နာမည်ကဘာလဲတဲ့။ကျွန်တော်ခင်ဗျာဘာနာမည်ပေးမှလဲတဲ့ဆိုတော့ကျွန်တော်တို့ကနာမည်ပေးရမယ်။ကိုယ့် email နော်။ ထွက်လာမှာ @gmail.com ပေါ့နော်အဲ့တော့နာမည်ကိုကျွန်တော်ကတော့ဥမာ @gmail.com ကိုကျွန်တော်လုတ်ကြည့်မယ် next နေ့ကြည့်မယ်နာမည်ရမလားလို့နော်မရဘူးတဲ့ဒီနာမည်ကအဲတုံးမိသားယူပြီးသားဖြစ်ပါတယ်တဲ့အဲ့ဒါကိုပြန်ပြီးနှိပ်ကြည့်အောင်အဲဒီကောင်ဆိုရတယ်တလားရပြီဆိုရင်ကျွန်တော်ဗာထည့်ပြန် password ပဲထည့်ပြန်ရုံပဲပါရိုက်ထားလဲကော့ကိုမသိကြဘူးဆိုရင်ဒီမှာ show password ဆိုတာလေးကိုအမှန်ကြီးလေးချလို့ရရနော်အမှန်ကြီးလေးချလိုက်ရင်ကိုယ့် password လေးကပေါ်လာလိမ့်မယ်အဲ့တော့ ဒီဆင့်ပြီးပြီဒီဆင့်မတိုင်ငယ်မှာကျွန်တော်အမြဲတမ်းလေကျွန်တော်ဟိုဘာလုတ်စီခြင်းလဲဆိုတော့ကျွန်တော်အကျင့်လေးတစ်ခုလုတ်စီခြင်းလဲအဲ့ဒါကလူတွေကအကောင့်တွေမျိုးစုံရှိရဗျာအကောင့်တွေက gain account တွေရှိ Facebook account တွေရှိ TikTok account တွေရှိ Gmail account ဆိုလဲ link အချောင်မျိုးတော့ရှိတယ်အဲ့တော့တင်ကအဲဖုန်း user ဖုန်းတုံးနေတူဆိုရင်အမြဲတမ်းစာအုပ်လေးတအုပ်နေပဲဖြစ်ဖြစ်အရင်ချပြီးမှတ်ထားလိုက်ကိုဖွင့်လိုက်တဲ့ account နာမည်နဲ့ကိုရေးထည့်လိုက်တဲ့ password လေအဲ့ဒါလုံးဝပြန်မမိတော့ဘူး computer ဆိုလဲဒီလိုပဲ note pad ကလေးတစ်ခုနဲ့ကိုဖွင့်ထားတဲ့မြတ် account နဲ့အကုန်လုံးဖွင့်ပြီးတာနဲ့ ရီးမှတ်တက်တဲ့အကျင့်အောင်လုပ်လုပ်ပြရင်အဲ့ဒါဘယ်သူမှမပေးနဲ့။ဟင်ကျွန်တော် next နေလိုက်ပြီ။အမ် okay ဒီနေရာမှာ recovery email တဲ့ recovery email ဆိုတာဘာပြောရလဲဆိုတော့ကို့မှာအရှိမ email တခုရှိရင် recovery email အနေနဲ့ထားလို့ရတယ်။ဘာလို့ဆိုလို့ကျွန်တော်လဲ password များမေးသွားခဲ့တယ်ရှိတော့အရေးအကြောင်းအကြာရင်အဲ့ဒီ email ကိုပြန်ပို့ပါဆိုပြီးကျွန်တော်ကလုံးရမှာလीအလုံးရမှာဆိုတော့ဒီနေရာမှာ recovery email ကိုထည့်ပြီးလဲကောင်းတယ်မထည့်ပြီးခြင်းလဲ skip နှိပ်လိုက်ပါတော့ကျွန်တော်ကတော့ကျွန်တော်ထည့်ပြီးလိုက်မယ်ဘာပေါ်လာလဲជីជី username က cherry လေးဒီမှာက designbycherryle.business@gmail.com အဲ့ဒါကကျွန်တော်ခြာရေးထားတဲ့ email ပေါ့နော်အဲ့ဒါဆိုရင် gmail account create လုပ်တာပြီးသွားပြီဗျာဒီမှာ next နေလိုက်ပြီးသွားရင်အောက်မှာဘာတွေပေါ်လာလဲဆိုရင် privacy ပိုင်းကပေါ်လာတယ်နော်အောက်မှာ i agree ဆိုတာပါတယ်အဲ့ i agree ဆိုတာလေးကိုနှိပ်လိုက်ဟွန်းပြီးသွားပြီနော် gmail inbox ကြီးပွင့်လာပြီကျွန်တော်ကပြီးမှာဖုန်းပါလေဖုန်းနံပါတ်ဒီပိုင်းနဲ့တော့ချိန်တာလောက်အောင်မှာနော်လောလောဆယ်မှာ gmail account တစ်ခုဖွင့်နေဆိုတာဒီလိုဖွင့်လိုက်တာ ဒီပေပယ်ချန့်ဆိုတာဒါအီးမေးလ်ကျွန်တော်တို့ကကိုပိုင် electronic mail လို့ခေါ်တယ်အဲ gmail ဆိုတာလည်း email ပဲပေါ့နော် electronic mail အဲ့တော့ဒီ map ပါပေပယ်ချန့်နံပါတ်1ကဘာလုပ်တာလဲ compose compose ဆိုစာပို့တာကိုကတစုံတစ်ယောက်ကိုစာပို့မယ်ဆိုရင်ဒါလေးကိုနှိပ်လိုက်တာနဲ့အောက်မှာပေါ်လာလဲဆိုရင်ဒီညာဘက်တောင်မှာ okay ဘယ်သူကိုစာပို့မယ်ခေါင်းစဉ်ကဘာဖြစ်ပါလဲအဲအောက်ကဘာဘာဘာ hello how are you ဘာညာကျွန်တော်ရိုက်မယ်ပေါ့ဗျာ CC ဆိုတာကကျွန်တော်ကတော့ပို့မှာကမောင်မောင်ပို့မှာဒါပေမဲ့ကြော်ကြော်စီကိုလည်းကျွန်တော်ရောက်စီခြင်းနဲ့ဆိုရင် CC ထည့်ရတယ်မဟုတ်ဘူး ကျွန်တော်ကတော့နောက်တစ်ခါအမျက်များဆိုတာကိုလေကျွန်တော်ထည့်ပို့ကြတယ်ဒါပေမဲ့သူ့လူမမြင်စေချင်ဘူးအဲ့ဒါဆိုရင် BCC BCC က blind CC ပေါ့နော်ဒါပေမဲ့ email လက်ခံရရှိတဲ့သူတွေစီမှာ BCC ဆိုရင်လိပ်စာမပို့ဘူး inbox ဆိုတာပါလေ inbox ဆိုကိုယ့်စီကိုဝင်လာတဲ့မြတ်စာအကုန်လုံးပဲဒါကြောင့်ဒီ inbox ကိုသိဖို့သိရမယ်ဘာကြောင့်သိရမှာလဲ OTP တို့အကောင့်ထဲမှာပြန်ပြီးတခခုကိုအတီးပြူပေးပါတို့ email အတီးပြူပေးပါဆိုရင်ဒီ inbox ကိုပြန်ကြလာတာဗျာ ခါတလေကြာရင် password အတွက်လိုအပ်လိုလှန်တောင်းတဲ့အရာတွေအကုန်လုံး spam mail တွေကိုရောက်ရောက်သွားတက်တဲ့အတွက် spam mail ကိုသွားစစ်ပါ spam mail ကိုသွားစစ်ပါဆိုရင်ဒါကိုပြောတာဗျာနော် this is really about လေကျွန်တော်ခုနကဖန်တီးလိုက်တဲ့အဲ mail account ရဲ့ profile ကျွန်တော် facebook ဆိုရင် facebook ရဲ့ profile မော်ဗျာအဲ google ဆိုရင် google profile မော်အဲ့မှာကျွန်တော်ဘာလုပ်လို့ရလဲ manage your google account ဆိုလို့နှိပ်လို့ရတယ်အဲ့လေးကိုနှိပ်ကြည့်လိုက်ပါဦးကျွန်တော်တို့ရဲ့လိပ်စာတွေကဘယ်မှာကျွန်တော်တို့က ဘေးဖုန်းနံပါတ်နဲ့အသုံးပြုတာအဲ့ဒါကြီးကတော့ဒီမှာလာထည့်ရတာဗျအဲ့တော့ home မှာအရင်ကြည့်ကြည့်ပါဦး recovery phone နဲ့ကျွန်တော်တို့ဒီ email ကဘာဖုန်းနဲ့ဖွင့်တာလဲအဲ့ဒါကိုကျွန်တော်တို့ဒီမှာ register လုပ်လို့ရတယ်ဒါမှမဟုတ်လဲဖုန်းအကောင့်နဲ့ဝင်လိုက်တာနဲ့ register လုပ်လို့ရတယ်ဆိုတော့လေကို Google profile ကို Facebook လို TikTok လို့မျိုးကြွရွာနေအောင်လို့အကုန်ပြင်လို့ရတယ် Google ကလည်းပြီးရင် data and privacy data and privacy ကဘာတွေလဲဆိုရင်ကိုယ့်ရဲ့ privacy setting ကိုအကုန်လုံးကိုဆက်ဘယ်ဟာတွေကတော့ဖွင့်ထားမယ်ဘယ်ဟာတွေကတော့ပိတ်ထားမယ်စသဖြင့်အဲ့ဒါကြီးဆက်ပြီး security security ဆိုတာက ကိုက password ဒီဘယ်နှခုထားထားပြီးပြီလဲเนาะနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဒီညာဘက်မှာလေးအဆက်60အမြင်ရရှိတယ်ကြာတက်ကလေး60နှစ်လိုက်ရင်နံပါတ်1တီယာမှာကအဲကိုယ့် account ရောက်ပါလေကျွန်တော်ခုနကပြရတဲ့ Google account setting ကိုရောက်သွားတာเนาะနံပါတ်2တီယာမှာက drive ဒီနံပါတ် drive ဆက်လေးရှိရင်เนาะကျွန်တော်တို့ကိုအလကလက်ဆောင်ပေးထားတော့ကျွန်တော်အရှိမဟိုရှင်းပြခဲ့တဲ့အထက်ကတိမ်ပေါ်မှာတင်ထားလို့ရတယ် cloud ပေါ်မှာတင်ထားလို့ရတယ် memory card ကြီး ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံမှာရှိနေတဲ့ memory card ကြီးကျွန်တော်တို့ဘလောက်တောင်ပေးထားလဲ15 GB ပေးထားတယ်29ဆမှာဒီမှာ YouTube ဆိုပါပြီလား YouTube account ဖွင့်မဲ့သူတွေအကုန်လုံးကဒီ YouTube ကိုနှိပ်လိုက်ရုံပဲအလွယ်လွယ်လေး YouTube ကိုမတော့ခင်ကျွန်တော်တခြား features တွေသဘောကျလို့ပြချင်လို့เนาะ Gemini ရှိတယ် Gemini က AI AI တုံးနေတာမေးမြန်းနေတာ map ရှိတယ်ဗျာ Google မြေပုံ Google search ဗျာ calendar ဗျာ calendar ဆိုလဲဥပမာပြလိုက်မယ်ပြီးွားရင်ကျွန်တော်တို့ကအစည်းအဝေးတွေချိန်မယ်ဗီဒီယိုကောတွေဖန်တီးမယ်ဆိုရင်ဒီကနေကြိုက်တယ်လို့လုပ်လို့ရတယ် အပောင်းနေလိုက်ပြီးွားရင် browse calendars of interest နေလိုက်ပြီးွားရင်ကျွန်တော်မြန်မာနိုင်ငံ holiday ဆိုရင်မြန်မာ holiday ပေါ့နော် browse all မြန်မာ holidays in မြန်မာဆိုလေကျွန်တော်အမှန်ချစ်ထားလိုက်တယ်ပြီးစက်တင်ကျွန်တော်ပြန်သွားကြည့်ကြည့်အဲ့တော့မြန်မာနိုင်ငံကရှိသမျှ holiday တွေအကုန်လုံးပေါ်လာပြီဒီမှာဝါဇူလာပြည်နေဖြစ်ပါတယ်တရင်ကျွတ်အဲ့တော့ပေါ်လာရင်ကျွန်တော်တို့ကဘယ်နေ့ပဲရက်ဒီမှာမပါလို့မယ်ဆိုတာတွေအများကြီးပဲလုပ်ချင်တယ်လို့လို့ရတယ်ညာလို့ကိုယ့်ရဲ့အချိန်တွေအကုန်လုံးကို အဲဒီမှာဖြစ်လာတဲ့အကြောင်းအရာတွေပေါ်မှာဇလန်းလိုက်ကာတာမဟုတ်တော့စကွက်တွေအကုန်လုံးကျွန်တော်တို့ကကြိုတင်စီစဉ်ထားတာအဲဒါကြောင့်ကျွန်တော်ကအချိန်တွေကိုအဲ့လိုတက်မမတ်နဲ့တုံးဆွဲတာနေရက်တွေအကုန်လုံးစနစ်တကျနဲ့အစီအစဉ်ချတာမျိုးကိုကျွန်တော်ပို့အားပေးတယ်ပေါ့ဗျာ exact လေးကိုစကွက်ကိုပြန်လာနှိပ်ပါအောင်အဲ့မှာအများကြီးပါလေ့လို့ရသေးလဲဆိုရင် calendar အပြင်မှာ Google Sheet ကျွန်တော်ပြောပြောနေတယ် Google Sheet Google Document Google Slides ဘာသာပြန်မလား not Google Translate အစီအွေးတွေဖန်နေမလား Google Meet เนาะအစီအွေးတွေကြိုက်တယ်လို့ဖန်နေလို့ရတယ် Photo Google Photo ကိုကကိုတင်ထားချင်တာတင်ထားလို့ရပါပြီ။ Gmail account တခုရှိရတယ်။အဲ့ဒီထက်ပိုမိုက်တဲ့ features တွေက Google Earth တို့ပါလို့ဆိုရင်ကဘာကြီးပေါ်မှာကြိုက်တဲ့နေရာကိုသွားပြီးတော့သူတို့ LAN တွေကိုဆင်းရှောက်လိုက်လို့တော့ရသေးတယ်။ကျွန်တော်တို့အခုပြောနေတဲ့ video ရဲ့ကိစ္စက YouTube ကိစ္စဖြစ်တဲ့အတွက်ကျွန်တော် YouTube ဆိုရင်ဒီနေ့မှ YouTube ဆိုရလိမ့်ရှိရ။အဲ့ဒါလေးနှိပ်လိုက်အောင်မယ်။ဒီမှာကြည့်ကြည့်နော်။အဲ့တော့ပထမဆုံးပေါ်ပေါ်လာမှာ YouTube ကိုနှိပ်လိုက်တာ ਨੇ ခုန Gmail နဲ့ပတ်သက်ပြီးတော့ YouTube channel ဖြစ်ပေါ်လာတဲ့အတွက် YouTube မှာကျွန်တော်တို့ channel နာမည်ပေးရတော့မယ် နော်သူသူ့ရဲ့ design လေးတွေကိုသူကလုပ်ချင်တာဖြစ်တဲ့အတွက် cherry လေး DCL ကိုကျွန်တော်ပေးလိုက်တာ create ဆိုတာလေးနှိပ်လိုက်အောင်မှာကျွန်တော်တို့ရဲ့ main dashboard ကြီးပေါ်လာပြီဒီဘက်ညာဘက်တောင်းကဟာအရေးကြီးဆုံးပဲညာဘက်တောင်းကိုပြန်သွားကြည့်ပါအောင်ဂျီမင်းနဲ့ခြေဆက်ထားတယ်ဆိုတော့အခုဒီ video မှာဆိုရင်သဘောပေါက်သွားပြီပြီးတော့ channel လို့ကြည့်လိုက်ရင်ဒီမှာ view your channel ကိုသွားကြည့်လိုက် channel နာမည်ကခုနကကျွန်တော်ပေးထားတဲ့ design ဘိုင်း cherry လေးအဲ့ဒီမှာ customize channel ဆိုရင်ကျွန်တော်တို့က channel ကိုပထမဆုံး customize လုပ်မှာအောင် YouTube Studio ရောက်သွားတယ်ဒီအပေါ်ကြီးကြီးရှိပြီ continue next ီဘက်ဟာဘာတင်ရလဲဆိုရင် banner image ဆိုတော့ upload တင်ရတယ်ဗျာကြီးပေါ့ဗျာခေါင်းစီမှာပေါ်နေမဲ့ပုံပေါ့ဒီမှာ profile picture ပေါ့နော် profile picture channel name ပြောင်းချင်သလိုပြောင်းလို့ရတယ် channel handle ခုန YouTube မှာဘယ်လိုရိုက်ရှာရင် ပေါ်အောင်ဆိုပြီးတော့ပြီးွားရင် channel ရဲ့ description channel ရဲ့အကြောင်းကျွန်တော် channel ကဘာတွေဘာတွေလုပ်မှာအဲဒါ design မှာချိန်လေးဆိုရင်အဲ तू ကအားလုံးကိုအလကားလိုက်ပြီး तू တင်ပေးခြင်းတယ်သူများတွေကလုံး तू ပတ်စံပေးတင်ခဲ့ရတဲ့ခါတွေကလုံး तू ကအလကားလိုက်တင်မလို့အဲ့တော့ဒါနဲ့ကျွန်တော်ကလည်းတခါတည်းဥပမာပြလိုက်တာပေါ့ဗျာ link နေတက်ထည့်လို့ရတယ်တဲ့ကိုကဒီမှာ Facebook link ထည့်မလား YouTube ကြည့်တဲ့လူ Facebook ခေါ်ပါဗျာကျွန်တော်ပြောပြမယ် Facebook ကကြည့်တဲ့လူ YouTube ပြန်ခေါ်လာဗျာငါဒီမှာ add link ဆိုပြီးတော့ကျွန်တော်ရဲ့ Facebook clear ထားပါအဲကျွန်တော်ရဲ့ TikTok ထားပါတခါလေးဒီမှာဖြည့် video watermark ကကြတော့အမှတ်တစ်စိတ်ကိုထည့်လာထက်လीကျွန်တော်ဆိုဘာကိုထည့်စေခြင်းလဲဆိုတော့ subscribe ဆိုတဲ့စကားလုံးလေးကိုထည့်ခြင်းလဲကို subscribe နှိပ်ဖို့တတိယမှာဟို next chapter တိစောက်ခဲ့တဲ့ဒီတိုင်းအားလုံးပြီးတော့မှကျွန်တော်ကခုန ဖုန်းနံပါတ် register လောက်တာတို့အင်္ဂလိပ်စာ register လောက်တာတို့ကတကယ်အဆင်အမှန်နေနဲ့ကျွန်တော်ပြီးမှအနောက်ကနေ register လိုက်လုပ်လိုက်တာပေါ့ဗျာအဲ့တော့ဘယ်ဘက်အချက်မှ dashboard ပေါ်လာတယ်။ဘာရှိလဲ။ဘာမှမရှိသေးဘူးလေ။ပမာမှမတင်ရသေးတာ။အဲ့တော့ subscriber က0ဘူးမှမရှိပါဘူး။ less 28 days ဘူးမှမရှိသေးဘူးနော်။ content ဘာဗီဒီယိုမှမတင်ထားဘူး။ဖုန်းနဲ့လူတွေရအောင်ကျွန်တော်အားပေးချင်တာက YouTube application ကိုအရင်မသွားနဲ့အောင်။ YouTube application နဲ့အကောင့်ဖွင့်အောင်မလုပ်နိုင်အောင် Google Chrome browser ကိုပဲသွား။ တော့ပြကျွန်တော်ဖွင့်ခဲ့တယ်လို့ Gmail ကိုအစဉ်စဉ်တော့ဖွင့်ဖွင့်ပြီးွားရင် browser မှာပဲ Google ဒီ channel တွေ review တွေဟိုဘယ်လိုပြောမလဲ studio.youtube တွေအကုန်လုံးဒီလိုအဆင့်တိရအောင်လို့အရင်ဝင်ကြည့်လိုက်ပြီးတော့မှကိုယ့်ရဲ့ YouTube application မှာ sign out သွားနှိပ်ပြီးတော့ email အသစ်နဲ့ပြန်ပြီးတော့ဝင်ချလိုက်တိုက်လုပ်တဲ့သူတွေအကုန်လုံး email အသစ်လည်းတခုရပါမယ် YouTube channel လေကိုပိုင်းတခုရပါမယ် subscriber တွေအများကြီးရလာအောင် view တွေအများကြီးရလာအောင်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်က like တွေ follow တွေ service တွေ view တွေရောင်းနေကောင် ကျွန်တော်ရောင်းရရင်ကျွန်တော်ပို့တောင်းမှဝန်တာတည်တယ်ဒါပေမဲ့ monetization မှာကျွန်တော်အဲ့တော့အားမပေးဘူးကျွန်တော်အယူအဆလုံးဝင်ခိုင်းပြီးပြောရင်ကျွန်တော်တခြားလုပ်တဲ့စီးပွားရေး business တွေမှာဆိုရင်ကျွန်တော်ရဲ့ page ကိုကြည့်လိုက်တာနဲ့လူရှေ့အောင်အဲ like ကို2000 3000ကျွန်တော်တင်ထားတယ်ဒီ YouTube မှာကျွန်တော်အဲ့လိုမလုပ်စေချင်ဘူးကျွန်တော်လည်းဒီ next chapter ကိုကျွန်တော်လုံးဝမလုပ်ထားဘူး next chapter ကိုဘာလို့မလုပ်ထားလဲဆိုတော့ monetization ရတဲ့ပတ်စံတွေအကုန်လုံးကိုကျွန်တော်တကယ်ရကျင်တာမဟုတ်လို့တကယ်အဆက်မန်းနဲ့ကြည့်တဲ့ view တွေနဲ့ရကျင်တယ် view မတင်ထားဘူးကျွန်တော် subscriber မတင်ထားဘူးအဲ comment တွေဘာတစ်ခုမှ fake မရေးဘူးအတူမရေးဘူးအကုန်လုံးကသူ့ရဲ့အစ်စ်တည်းကြီးပဲအဲ့ဒါကြောင့်မဟုတ်လို့လည်းကျွန်တော်ကဒီတလအတွင်းမှာဒီဝင်ငွေကအဲ20ပေါ့နော်တသိန်းနီးပါးပေါ့9000ပေါ့အဲ့လောက်ကိုကျွန်တော်ကရတာဒါတွေကိုဒီလိုအမြန်ရဖို့ဆိုရင်ကျွန်တော်တို့ကဘာလို့သိရမလဲဆိုရင် jacket audience ဆိုတာကိုသိရမယ်ဗျာကျွန်တော်ဒီ video အခုအချိန်မှထိုင်ကြည့်နေတဲ့အကူတွေအမတွေဦးလေးတွေအတော်တွေအများကြီးမျိုးစုံရှိကြမယ် ူတို့ကိုကျွန်တော်ကရည်ရွယ်ပြီးတာဂက်ထားထားတာဗျတကယ်တမ်းကအဲသူတို့ကလာမကြည့်ခင်မှာကျွန်တော်တာဂက်လုပ်ထားတာဆိုလိုချင်တာကကျွန်တော်ရည်ရွယ်တဲ့ audience ကျွန်တော်ရည်ရွယ်တဲ့ပရိသတ်ကတကယ်ကိုသူတို့ပတ်စံရှာခြင်းနဲ့သူတွေဖြစ်လိမ့်မယ်နံပါတ်1ဉာဏ်ရည်ထက်မြက်ပြီးတော့ဤပညာကိုသူတို့လိုလားတဲ့သူတွေဖြစ်မယ် အရင်နေထိုင်နေပြီးပတ်စံရှာကျင်တဲ့သူတွေ remote job တွေလုပ်နေတဲ့သူတွေစီးပွားရေးတွေအခုမှ startup လုပ်မဲ့လူတွေနောက်တစ်ခုက AI နည်းပညာကိုစိတ်ဝင်စားတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကျွန်တော်တို့လူငယ်တွေပေါ့နော်ကျွန်တော်ကိုဘယ်သူတွေလာကြည့်ပါစေဆိုတာတကယ်တမ်းကကျွန်တော်ရည်ရွယ်ထားကျွန်တော်ရည်ရွယ်ထားပြီးကျွန်တော် target ဖောက်တာဥမာပြကျွန်တော် time ကပြနေမယ်ကျွန်တော်ကတနေ့တနေ့ဆက်စီရေပဲကပြနေမယ်ဆိုရင်ကျွန်တော်ကြည့်မှာယောက်ျားလေးတူအများဆုံးပြမှာဟုတ်နောက်တစ်ခုကလက်မှုပညာလေးတွေအဲဟင်းချက်နည်းလေးတွေဆိုရင်ကျွန်တော်အများဆုံးကြည့်မှာမိန်းကလေးတွေနဲ့အစားတောက်စိတ်ဝင်စားတဲ့သူတွေကိုအဲ့တော့ ကျွန်တော်ကဘယ်လိုလူမျိုးတွေကိုရည်ရွယ်မယ်ဆိုတော့ကျွန်တော်က channel အခွန်ကြီးပြီးပြီဒီအခွန်ကြီးပြီးပြီဆိုတာ ਨੇ ကျွန်တော်အဲ့ဒါအရင်စဉ်းစားရတယ်နံပါတ်1နံပါတ်1စဉ်းစားပြီးွားရင်ဘာတင်ပါလဲဆိုတဲ့ကိစ္စဘာပဲဆုံးဖြတ်သွားလဲဆို value ပြတန်ဖိုးကပဲဆုံးဖြတ်သွားတယ်တန်ဖိုးဆိုတာကိုပြောတဲ့အကြောင်းအရာကိုပြီးတဲ့အဟာတစ်ခုကတခြားလူအတွက်အလုပ်ဖြစ်မှာအလုပ်ဖြစ်မှာလေကိုကအလုပ်ပြန်ဖြစ်တာအဲ့ဒါလုံးဝ simple logic ပဲကျွန်တော်ကဥမာကျွန်တော်ထိန်ချန်ပြီးတော့ကျွန်တော်က ပေးနေမယ်ကျွန်တော်ပြောချင်တဲ့ကြောပြချင်တဲ့အချက်လက်တွေကိုကျွန်တော်ကျွန်တော်ဟွက်ထားအောင်ပါကျွန်တော်ပဲဆရာကြီးဖြစ်ချင်တယ်ပေါ့ဗျာတဲ့တဲ့ပြောရင်ကျွန်တော်ပဲအမြင်နဲ့တကူဆိုရင်ကျွန်တော်စီကိုလှမ်းလာခဲ့အဲကျွန်တော်ဖြည့်ရှင်းပေးမယ်ဆိုတဲ့ site မျိုးသွားရင်မြန်မယ်လို့ကျွန်တော်မထင်ဘူးလုပ်ငန်းခွင်နေမှာဆိုရင်ကျွန်တော်ကျွန်တော်ရဲ့အချက်လက်တွေကျွန်တော်ဘယ်လိုလုပ်တာဆိုတာကျွန်တော်အမြင်နဲ့ရှောက်ပြောပြတတ်တော့ခဏလေးနဲ့သူများနောက်ကျတော့ပြင်ပြန်ဒါနဲ့ထိုးသွားတာဗျာ အခုချိန်မှာဒီ channel နဲ့ကျတော့ကျွန်တော်ဇယိုက်နဲ့ kait တယ်ပေါ့ဗျာကျွန်တော်အကုန်ပြောပြလေလူတွေကကြည်လေလူတွေကကြည်တော့အာကျွန်တော်က ပြန်ပြီးတော့ပတ်စံဝင်ဝင်ရလေပတ်စံဝင်ဝင်ရလေကျွန်တော်ပြန်လှူလို့ရလေပဲကျွန်တော်လုတ်ချင်တာဟုတ်ကွာကျွန်တော်အဲ့လိုကျွန်တော်အကြီးကြီးကျွန်တော်ရှောက်ပေးချင်တာတနေ့လေးချင်းကျွန်တော်ကားတော့ဝယ်ပေးလိုက်ချင်တာပဲနိုင်ငံလုံးအဲ့တော့အဲ့တော့ကျွန်တော်ဇယိုက်နဲ့ဒီဒီစတိုင်နဲ့ကైတယ်ဆိုပြီးကျွန်တော်ကြွေးချေတာကြွေးချေတော့ကျွန်တော်ပြောပြချင်တဲ့အရာတွေကတော့ကျွန်တော်ကလည်းမချွေးမချန်မထိမချန်နဲ့ကျွန်တော်ပြောပြတတ်တော့ ကျွန်တော်ကတော့ကျွန်တော် ပြီးမဲ့ value ကိုကျွန်တော်အဲ့မှာဖန်သေးပြီးသားဖြစ်တယ်ပြီးဆိုရီကလေအားလုံးကိုယ့်ကိုကိုယ်ဝမ်းစာကိုရှာပြီးကိုယ့်ကိုယက်တည်နေရတာဖြစ်တဲ့အတွက်ကိုယ့်ဘက်ဝင်ငွေတစ်ပေါက်ကတော့ YouTube ကနေရရမယ်အဲ့တော့ပြန်ပြီးမဲ့နေရာမှာ value တခုအနေနဲ့ဗာပြီးမှာလေကျွန်တော်တို့ကကိုယ့်ကိုယ်ကိုပြ selfie video ကြီးဖုံးဝင်ရိုက်ပြီးတော့နေတိုင်းတင်နေရမျိုးလဲရတော့ရပါတယ်ဒါပေမဲ့ content ကောင်းမှသူများစီကိုရောက်ပြီးတော့ subscriber များမှာဆိုတော့ content အရေးသွေးကောင်းမှုလို့ရတယ်။ content အရေးသွေးကောင်းမှုပစ္စည်းပစ္စည်းအရေးကောင်းမှုလို့လားဆိုတော့ ကဲအဲ့မှာကျွန်တော်ရဲ့ခုနလျှို့ဝှက်ချက်ဆိုတဲ့ကိစ္စတွေအကုန်လုံးကျွန်တော်ပြောပြမယ်။မကျွေးမချင်ကျွန်တော်ပြောပြမယ်။နံပါတ်1ကင်မရာလို့ရမလား။ဘာကင်မရာတုံးလဲဆိုရင်ကျွန်တော်ကဒီ laptop မှာပါတယ် webcam တိတိလေးရှိတယ်။အဲ့ဒါလေးကိုကျွန်တော်တုံးတယ်အစာပိုင်းနေမှာ။နောက်ပိုင်းမှာကျွန်တော်ဘလို့တုံးလဲဆိုတော့အခုဒီဒီထောင်ထားတဲ့ကင်မရာကြီးအဲ့ထောင်ထားတဲ့ကင်မရာကြီးကျွန်တော်ဘာနဲ့ဝယ်ရလဲဆိုရင်အဲကျွန်တော်ဟိုစီးကွက်ထဲမှာပြဟို အတုံးမလို့ပိုရှင်ပစ္စည်းရောင်းဝယ်တဲ့ဟာတွေရှိတယ်။အဲ့ဒီကနေကျွန်တော်က Logitech webcam ကိုကျွန်တော်ဝယ်လိုက်တာ။ဝယ်ပြီးတော့ကျွန်တော် USB အပေါက်လေးနဲ့ဒီမှာထိုးထားပြီးတော့ကင်မရာကိုဆက်လိုက်တယ်။ဒီကောင်လေးကမဆိုးတော့မဆိုးဘူးကြည်ရယ်ကျွန်တော်အာတသိန်းတောင်မကျော်ပါဘူးတောင်းကန်တိုင်းနဲ့ကျွန်တော်ရတာတင်တယ်။အဲကျွန်တော်အဟောင်းကိုကျွန်တော်ပြန်ဝယ်တာစကန်ကိုပြန်ဝယ်တာ။နံပါတ်2 microphone မိုက်ကဘာတုံးလဲဆိုရင်ကျွန်တော်ဒီဖုန်း recording နဲ့တုံးတာ။အတန်ဖန်းတာကကျွန်တော်ကဒီဖုန်းနဲ့ဖန်းတာ။ အဲ့သူမြိုက်ဘာနဲ့ဖမ်းလဲဆိုကျွန်တော်ဒီဖုန်းကြီးကိုဗျာဖမ်းပြီးတော့မိုက်ကအောက်မှာရှိတာဟုတ်မိုက်ကအောက်မှာရှိတော့ကျွန်တော်မိုက်ကိုစောက်ထိုးလှမ်းပြီးတော့ကျွန်တော်ဒီမှာတင်ထားလိုက်တယ်အဲဘလော့ဂါတွေကလည်းသဘောကလည်းကြားတယ်အာသူတို့တွေလိုလဲဖြစ်ချင်တယ်ဒါပေမဲ့ဖမ်းလို့စုံစမ်းကြည့်ကြည့်အဲ့ဒီဒီမျက်နှာကိုထိုးတဲ့မီလေးမျက်နှာကိုဒီကွန်ပျူတာရဲ့အရှိမထိုးတဲ့မီတောင်မှသူဘလော့တီးရလဲဆိုရင်နှစ်သိန်းအထက်တည်းကြီးပဲဗျာကင်မရာဆိုအဝေးကြီးပဲတော့မပြောနဲ့ဒီမီချောင်းတောင်မှ နှစ်သိန်းအကွဲအထက်တည်းပဲအဲ့တော့ကျွန်တော်ငကူတဲ့ကိုမျက်နှာကြီးရတယ်ကိုမဲတယ်ကောင်မလားမဲတော့ကိုကိုမျက်နှာအောင်မီးရတယ်ထိုးဖို့လိုသေးတယ်အိမ်ထဲမှာလည်းမီးရမှောင်းတယ်မလားမှောင်းတော့ကျွန်တော်မီးချောင်းဝယ်ထားမီးချောင်းလမ်းထဲမှာသွားဝယ်ဘယ်လောက်လဲဗျာကျွန်တော်ဝယ်ထားတဲ့မီးချောင်းတွေဟိုဘာမှအထွေထွေမရှိဘူးဟင်ဒီမှာကျွန်တော်ဝယ်ထားတဲ့မီးချောင်းပူစီလေးတွေအဲ့လမ်းထဲကနေလို့သွားဝယ်တာပေါ့နော်ကျုပ်ကြီးပြပြီးလှူစားရမယ်သူလည်းမဟုတ်ဘူးအချက်လက်ပြပြီးလှူစားရမှာဆိုတော့အနည်းဆုံးတော့အဲမီးရတော်ပြီပေါ့ဗျာအဲ့တော့ကျွန်တော်မျက်နှာတို့မီးချောင်းထိုးထားတယ်အဲ့တော့အနောက်ကလိုက်တင်လေးတွေဟွာလေးတွေလေး တကိုက်မှာ3500ပဲပေးရတယ်အဲ့အနောက်ကမီးချောင်းတွေလိုက်တင်နေကျွန်တော်တော့ဝယ်ထားတဲ့ဟိုမီးလုံးလေးတွေအနည်းဆုံးတော့အပြာရောင်လေးတွေခရမ်းရောင်လေးတွေမြင်နေရတယ်အဲသူများချင်းရင်အဲနည်းနည်းလေးတော့ရှိတ်နေဖို့လीဝဲတို့ထိုင်ကုန်းတို့ဆိုတာရုံးဖြုတ်ပစ္စည်းများမှာရှာလို့ရတယ်နမနဲ့ ID ပစ္စည်းတွေဆိုရင် game သမားတွေရဲ့ group တွေမှာလိုက်ရှာ game သမားတွေရဲ့ group တွေမှာလို့ mouse တို့ keyboard တို့ကျွန်တော်တို့အသုံးလုံမဲ့ဒီလို webcam တို့ဟာအဲ့အဲ့အကုန်ရနိုင်တယ်အဲ့တော့အဲ့ဒါတွေအကုန်လုံးရဲ့ကုန်ကျစရိတ်ကဘယ်လောက်မှမရှိဘူးကဲအဲ့ဒါတော့ပြီးပြီအဲ့ဒါပြီးသွားရင် ရုပ်ကိုဖမ်းတဲ့ဖမ်းရင်ရုပ်ကိုဖမ်းတာက OBS Studio နဲ့ဖမ်းတယ်အဲ့ဒါအလကားလားဆိုလုံးဝအလကားကျွန်တော် website ကနေ download ဆွဲထားတာကျွန်တော်အခုဖမ်းနေတဲ့ကောင်းကြီးအဲ့တော့အခုဖမ်းနေတာကျွန်တော်ပြမယ်နော်အာဒီဒီအလဲဟာကြီးကိုမရှုပ်သွားနဲ့ဗျာအလဲဟာကြီးကကျွန်တော်ဒီ screen ကိုဖမ်းတာမဟုတ်လို့ဒီ screen ဒီလိုဖြစ်နေတာ hobby screen ဆိုရင် hobby screen ပေါ့နော်နောက်က YouTube channel ဆိုရင်ကျွန်တော်အဲ့ဒါနဲ့ဖမ်းနေတာအဲ့တော့ကျွန်တော် ဒီဘက်မှာကကွန်ပျူတာလေးကော့ကွန်ပျူတာလေးရလဲအကောင်းစားမဟုတ်ဘူးရိုးရိုးတာမန်ကွန်ပျူတာပဲဒါပေမဲ့ဓာတ်မျိုးဟာတွေလုတ်လို့ရတယ်ညာဘက်ကတလုံးကကျွန်တော်ကတော့ဟိုမော်နီတာဆိုလဲကျွန်တော်ခုနအဲ့လိုပဲအသုံးမလို့လဲကျွန်တော်သွားဝယ်ထားကျွန်တော်တသိန်းလာပဲပြရတယ်အဲ့တော့ဒီမော်နီတာတလုံးကိုကျွန်တော်တွဲတွဲပြီးတော့ကျွန်တော်သုံးတယ်ပေါ့ဗျာအဲ့တော့ဒီလိုနှလုံးဟိုဘက်ကြည့်ဒီဘက်ကြည့်ကျွန်တော်အဲ့လိုလုတ်လို့ရတယ်အဲ့ဒီ OBS Studio ဟာကိုကျွန်တော် download link ရှာပြီးတော့ကျွန်တော်ဒီ description ထဲမှာလည်းထည့်ပြလိုက်မယ် download ဆွဲပြီးလုပ်ကြည့်ကြည့်ဒီ video အကုန်လုံးကိုဘယ်လိုပြန်ပြီးတော့ပေါင်းလဲ ီကောင်ကကျွန်တော်ဝယ်တော့က3500မြန်မာငွေ3500အဲ့ဒါကိုကျွန်တော် CD ချက်နဲ့ကျွန်တော်သွားဝယ်တာဗျာအရန်ကောင်းတဲ့ Pro Tools မဟုတ်ပေမဲ့ဟိုဗီဒီယိုတွေအကျမ်းပြင်းလုပ်ရင်အရန်အဆင်ပြေတယ်ဒီမှာကရှင်းလေးအောက်မှာကဒီလိုအကွက်တွေအကွက်တွေအကွက်တွေပါတယ်အပေါ်မှာအကွက်တွေအကွက်တွေပါတယ်အပေါ်အကွက်တွေကဘာလုပ်တာလဲဆိုရင်ကိုထည့်ချင်တဲ့ဗီဒီယိုထည့်တာဥပမာကျွန်တော်ဒီဗီဒီယိုရိုက်ထားတဲ့ဒီဗီဒီယိုအတန်ဖိုင်ဆိုရင်ဒီအတန်ဖိုင်အဲ့ဒါကိုထည့်ပြီးကျွန်တော်ဘာလုပ်လိုက်တာလဲဒီအောက်ဆွဲချလိုက်တာဗျာ အစင်ကနဲ့အသေးတွေအကြီးတွေအကုန်လုံးပြန်ရွှေ့ပြီးတော့အခုခေတ်ဗီဒီယိုအက်ဒစ်လုပ်နေကလေးတွေအရန်ကျွမ်းပါတယ်ဗျာဒီ audio file တွေထည့်လိုက်တယ်ပြီးရင် audio line မှာကျွန်တော်လာထားတယ်ဒီနာဖြတ်ချင်တယ်ဆိုကျွန်တော်ဖြတ်ချလိုက်တယ်ဒီလိုလာတယ်ကျွန်တော်ဖြတ်ချင်တယ်ဆိုဖြတ်လိုက်တယ်ဒီသုံးတဲ့ software က cyber link power director အဲ့ဒီကော monitor အောက်နေပြီဗျာတကယ်ပြောရရင်တော့ဟိုဖြတ်ညက်ကတ်နဲ့စာတန်းထိုးတာတော့မှတကယ်ကောင်းတဲ့ effect တွေမရဘူး cap cut တို့ပါလို့မျိုးတကယ်မမိုက်ဘူး cap cut ကျွမ်းတဲ့သူတွေကတော့ cap cut နဲ့ခြားတာပို့ပြီးတော့ မိုက်တာပေါ့ဗျာနောက်ထပ်တစ်ခုရှေ့မှာပြောပါတဲ့အထက်မှာ canva ဝယ်ပေးခြင်းနဲ့ canva ဝယ်ပေးခြင်းတို့ပြောရမှာလားအဲ့ canva ဆိုတော့တော်တော်များများသိမယ်100မှ90လောက်သိမယ်ဒါပေမဲ့မသိတဲ့သူတွေအတွက် canva ဆိုတော့ဘာကြီးလဲကျွန်တော်ပြမယ် canva မှာကျွန်တော်ဥပမာ youtube တန်နေလို့ခြင်းလဲဆို youtube တန်နေဒီလိုရိုက်ချလိုက်အောင်ပဲဗျာရိုက်ချလိုက်တော့အာဒီမှာအများကြီးတန်းစီပေါ်လာတယ်သူများလုတ်ပြီးသားတန်းစီပေါ်လာတယ်ပေါ်လာတော့ကျွန်တော်အဲ့ဒါကိုဝင်နှိပ်တယ်နှိပ်ပြီးတော့နော်တက်ပုံလဲခြင်းလဲပေါ့ဗျာဒီမှာတက်ပုံဖြောက်လိုက်ပြီးတော့ခုတင်နေတာတင်ပေါ့စာသာရေးနေတာရေးပေါ့ဒီမှာ youtube တန်နေ တမ်နီးဘာလို့လို့လဲဒီလား YouTube က hashtag နဲ့သွားတာမဟုတ်ဘူးတမ်နီးကောင်းရတယ်ခေါင်းစဉ်ကောင်းရတယ် description ထဲမှာပြောချင်တဲ့ပေးချင်တဲ့အကြောင်းအရာလေးတွေတိကျထည့်ရေးထားရကျွန်တော်ဗီဒီယိုကဘာဘယ်လိုလုပ်ပြီးရောက်လာလဲဆိုရင်အဲ့ဒါလေးအကြောင်းရောက်လာတာအဲ့တော့အဲ့ဒီတမ်နီးကောင်းဖို့လို့တဲ့အတွက် Canva ဆိုရှိဖို့လို့တယ်အဲ့ Canva အလကားသုံးလို့ရတာဆိုအလကားတော့သုံးလို့ရတယ်ဒါပေမဲ့နောက်ခံဖြောက်တာတော့ background remove လုပ်တာတော့ဆိုရင် Canva Pro ဒါမှမဟုတ် Canva EDU မှာရတယ်အဲ့တော့အဲ့ဒါမျိုးမတက်နိုင်တဲ့ညီလေးညီမလေးဆိုရင်ကျွန်တော်ပထမဆုံးဒီရမယ် YouTube ကလာစာပေါ့နော်ဒီလာကုန်ရမယ်လာစာနဲ့ကျွန်တော်အကုန်လိုက်ဝယ်ပေးမယ် တို့ရေအကုန်လုံးမှာ email ready ရှိဖို့လိုရယ်နော်ကျွန်တော်ပဲ email ဝယ်ပေးမယ်ပဲ email ဝယ်ပေးမယ်ဆိုတဲ့ဟာတွေအကုန်လုံးကျွန်တော်လှမ်းပြီးတော့တောင်းဆိုမှာလीတကယ်အကျိုးရှိမယ်ထင်တဲ့အချက်လက်တွေမို့လို့ကျွန်တော်လေးရှိတာလဲပိုင်ပါသွားမယ်နောက်တစ်ခုကမလိုအပ်တဲ့အချက်လက်တွေပြောမိတာလဲပိုင်ပါသွားမယ်ဒါပေမဲ့တကယ်အကျိုးရှိမယ်ထင်လို့ကျွန်တော်ပြောတာဗျာအဲ့ဒါချစ်ချစ်ကျွန်တော်တောင်မှဒီလောက် view လေးနဲ့လေးရက်ကိုကျွန်တော်8900လောက်ရတယ်ဆိုရင်ကျွန်တော်ဒါအသက်ရှင်လို့ရပါတယ်ဗျ။သူများတွေတကယ်သာစေတနာပါပါနဲ့တကယ်သာပြန်ပြီးကို YouTube အလိုလိုပတ်စံအောင်ပြန်ပြီးနေအောင်မယ်။